နိုင်ရန်စီနမိုက်ကိုလင်းရင်တွဲပြီးတော့မသုံးရတာရှိပါတယ်ဒီနေ့မှတော့နိုင်ရန်စီနမိုက်သုံးနေလားသုံးနေဆိုလို့ရှိရင်ဒီမူဗီလေးကိုမပြတ်မနေကြည့်ပေးပါဘာလို့လဲဆိုတော့ကြတော့နာယာစီနမိုင်းနဲ့အတူတူတွဲပြီးတော့မသုံးရတဲ့ skin care တွေရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျမကတော့မပွင့်ဖြူဝင်ပါဇေဝပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါတယ်ရှင် နိုင်ယာဆီနမိုက်စီရမ်ဆိုတာက skin အတွက်လိမ့်သိတဲ့အထက်မှာပါပါတယ်။နိုင်ယာဆီနမိုက်ဆိုတာဗီတာမင် B3 ဗိုက်တာမင်အားစေးတွေတောက်လို့ရှိရင်ကျမတို့ရဲ့ခန္ဓာကိုယ်အားအင်ပြေဝပြီးတော့ကျန်းမာလာတယ်လို့ပဲနိုင်ရစီနမိုက်စီရမ်ကိုလိမ့်ပေးလို့ရှိရင် skin ကိုအားဖြစ်ပေးပြီးတော့ skin ကိုကျန်းမာစေတယ်နိုင်ရစီနမိုက်ရဲ့ကောင်းကျိုးတွေကဘာတွေလဲဆိုရင်တော့ skin ကိုအဆီထွက်တာအယမ်းများတာကိုသူကလျှော့ချပေးတယ်ချွေးပေါက်တွေကိုကျဉ်းလာစေတယ်အရေပြားမှာနှီးရဲတာ အယောင်မညီတာတွေကို ရောကြစေတယ်။နိုင်ရစင်နမိုက်လိန်လို့ရှိရင် desperate တင်းတိတ်အမဲဆက်တွေရောကြတယ်လို့ပြောကြရဲပေါ့နော်။ကျမလက်တလောလူးနေတာကဒီ your skin ကလာတဲ့နိုင်ရစင်နမိုက်ပေါ့နော်။ကျမကိုတွေးကတော့ skin barrier ကိုကောင်းတယ်၊ချွေးပေါက်ကိုကျင်းတယ်၊အမှန်ကကျင်းတယ်လို့ထင်ရတာပေါ့နော်။အသားရေကြီးလာတယ်၊အရေးချောင်းတွေလျော့လာတယ်။အဲ့ဒါတွေကလည်းနိုင်ရစင်နမိုက်က skin ကိုပေါ့နော်။သူကတင်းပြီးတော့ ကောလဂျင်ထွက်တာကိုအားပေးတာပဲဖြစ်ပါတယ်။နိုင်ယာစီနာမိုက်ကိုကြိုက်တာတကူကသူက CPN production ကို regulate လုပ်ပေးတာ။အဲဒါကြောင့်မလို့သူ့ကိုလိမ့်ထားတဲ့ရက်ဆိုလို့ရှင် တနေ့ကုန်အစီပြန်တာနေသွားတယ်။ဝက်ချံအစီဘူးရှိတဲ့သူတွေတုံးလို့လည်းအဆင်ပြေတယ်။နိုင်ယာစီနာမိုက်ကိုလူလို့ရှင်ရတော့နှစ်ပတ်သုံးပတ်လောက်ပေါ့နော်။မနှညတေချာလေးလူကြီးမှသာတည်တာ ေါ့နော် sensitive skin မျိုးဆိုလို့ရှိရင်တော့နာယာစီနမိုက်10%ပါတာမျိုးမဟုတ်ဘဲね percentage နည်းတာကိုအရင်ရွေးပြီးတော့သုံးတင်တယ်။တဲ့တယ်ဆိုလို့ရှိရင်တော့10%ကိုသုံးလို့ရတယ်။အခုကျွန်မပြောချင်တဲ့အပိုင်းလာပါပြီ။နာယာစီနမိုက်ကိုလင်းရင်တွဲပြီးတော့မသုံးရတာရှိပါတယ်။နာယာစီနမိုက်ကို တပြိုင်နဲ့တစ်ချိန်နဲ့တွဲပြီးတော့မသုံးတင်တာတွေကဗိုက်တာမင် C ရဲ့ AA ရှိ pH လိုမျိုး skin ကို exfoliate လုပ်ပေးတဲ့ဟာတွေပေါ့နော်ဆဲသေးတွေကိုဖယ်ပေးတဲ့ဟာမျိုးတွေနဲ့တော့အတူတွဲပြီးတော့မသုံးရဘူးအချိန်ချပြီးတော့သုံးလို့ရတယ် ဗိုက်တာမင်စီနဲ့နိုင်ရာစီနမိုက်ကကြတော့ pH level မတူဘူးအဲ့လိုမျိုး pH မတူတော့ကြတော့အဲ့နှစ်ခုက interaction ဖြစ်ပြီးတော့အာနိသင်ထိရောက်မှုလျော့သွားနိုင်တယ်တချို့ဆိုရင်အရေပြားနီးရဲတာရရန်တာတွေဖြစ်တတ်တယ်ခွဲသုံးမယ်ဆိုလို့ရှိရင်တော့ရတယ်။မနေ့မှဗိုက်တာမင်စီလူပြီးတော့ညမှနိုင်ယာဆီနမိုက်လူတာမျိုးလုံးလို့ရတယ်။ skin exfoliating acid တွေဖြစ်တဲ့ ACE, BHA ပါတာတွေပေါ့နော်။ဥပမာ glycolic acid တို့ lactic acid တို့ salicylic acid တို့နဲ့လည်းတပြိုင်နက်တည်းတွဲပြီးတော့မသုံးသင့်ဘူး။ဒါကလည်း pH မညီလို့ပေါ့နော်။တပတ်ကိုနှစ်ကြိမ်လောက်ပဲ ACE, BHA ကိုသုံး။နောက်နေ့မှဆိုလို့ရှိရင်နိုင်ရစင်ဘိုက်ကိုပြန်သုံးပေါ့နော်။အဲ့ဒါမျိုးလုပ်လို့ရတယ်။ ဝက်ချံသမားတွေပေါ့နော်ဝက်ချံသမားတွေမှာဆိုရင်ဝက်ချံ treatment အတွက်လိမ့်ရတဲ့လိမ့်စည်းတွေထဲမှာပါတယ်ဘန်ဆိုင်ပါအောက်ဆိုင်ဆိုလို့ရှိရင်လည်းအဲ့လိုပဲနိုင်ယာစီနမိုင်းနဲ့အတူတူတွဲပြီးတော့မသုံးရဘူးပေါ့နော်အရေပြအရန်ခြောက်လာတာမျိုးတွေဖြစ်တတ်တယ် retinol နဲ့ဆိုလို့ရှိရင်လေ niacinamide ကိုအရင်လဲခဏစောင့်ပြီးမှ retinol ကိုလိမ့်ပါတော့ဒါမျိုးလုပ်ရမယ် niacinamide ကအသားအရေအတွက်အရင်ကောင်းတယ်ပေါ့နော်ဒါပေမဲ့ဘယ်ချိန်မှာဘလို့သုံးရမယ်ဆိုတာကိုသိမှ skin အတွက်စိတ်ချမှာပဲဖြစ်ပါတယ်ကဲဒါလားဆိုလို့ရှိရင်တော့ niacinamide ကိုသုံးနေတဲ့သူတွေရော niacinamide သုံးဖို့ရအတွက်စဉ်းစားနေတဲ့သူတွေရော niacinamide ရဲ့အကြောင်းလေးကို သိသွားကြလိမ့်မယ်လို့ယုံကြည်ပါတယ် ်ကိုပန်ဝင်းညင်ကသူတွေကိုလည်းပြန်လည်ဝင်မြဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်အားလုံးပဲကျမ်းမာရွှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်